နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အိန္ဒိယပိုင်းဂျမူးနဲ့ကက်ရှမီးယားမှာစစ်သွေးကြွတနက်သမားတွေကခီးသွား26ရောက်ကိုတပ်ဖြတ်သွားပြီးတဲ့နောက်အိန္ဒိယနဲ့ပါကစ္စတန်တို့အကြားတင်းမာမှုတွေမြင့်တက်လာနေပါတယ်။အိန္ဒိယနိုင်ငံကပါကစ္စတန်နိုင်ငံသားတွေဟာသူတို့ရဲ့ဗီဇာတွေကိုပြန်လည်မယုတ်သိမ်းခင်ဧပြီလ28ရက်နေ့မှာနိုင်ငံတွင်းကထွက်ခွာရမယ်လို့အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနကမနေ့ကအမိန့်ထုတ်ပြန်ထားပါတယ်။ ပါကစ္စတန်နိုင်ငံသားတွေအတွက်ထုတ်ပေးတဲ့ကျန်းမာရေးဗီဇာဟာဧပြီလ29ရက်နေ့အထိသာအကျုံးဝင်မယ်လို့ဆိုပါတယ်။အိန္ဒိယဟာပါကစ္စတန်နိုင်ငံသားတွေအတွက်ဗီဇာဝန်ဆောင်မှုတွေကိုချက်ရှင်းရပ်ဆိုင်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်အိန္ဒိယနိုင်ငံသားတွေပါကစ္စတန်ကိုခရီးသွားတာရှောင်ကြဉ်ဖို့အကြံပြုထားပြီးပါကစ္စတန်မှာလက်ရှိရှိနေတဲ့အိန္ဒိယနိုင်ငံသားတွေကိုလည်းအိန္ဒိယကိုအစောဆုံးပြန်လာကြဖို့အကြံပြုထားပါတယ်။ ပါကစ္စတန်ဟာနေဆက်ဖြတ်ကျော်အကြမ်းဖက်မှုဝါဒတွေကိုထောက်ခံမှုမရက်တက်မရှင်း1960ခုနှစ်ကအိန္ဒုမြစ်ရေခွေးဝေတုံဆွေရေသဘောတူညီချက်ကိုဆက်ရှင်အကျိုးသက်ရောက်မှုအဖြစ်ဆိုင်းငံ့ထားမယ်လို့ဗုဒ္ဓဟူးနေ့မှာအိန္ဒိယကပြောကြားခဲ့တာဖြစ်ပါတယ်။ပါကစ္စတန်ဝန်ကြီးချုပ်ယွန်းကလည်းအိန္ဒိယဗီဇာအများစုကို ရုတ်သိမ်းပြီးအိန္ဒိယနေဆက်ကုန်းလန့်နဲ့လေးချောင်းလိုင်းတွေကိုလည်းပိတ်လိုက်တာဖြစ်ပါတယ်ရှင်။